ားလုံးပဲမင်္ဂလာပါခင်ဗျာဒေါ်လာညာချမ်းပါအဲ့တော့ဒီညမှာကျွန်တော်တို့သတင်းတင်ဆက်မှုခဏနားပြီးတော့ပြည်သူတွေနဲ့စကားလေးပြောပြရရှိပါတယ်ပထမဆုံးပြောချင်တဲ့အကြောင်းအရာကမနေ့ကကျွန်တော်ရဲ့ post တစ်ခုမှာတယောက်ကလာပြီးတော့ comment ရေးတယ်အဲ့ဒီ comment လေးအကြောင်းနဲ့စချင်ပါတယ်ဘာရေးလဲဆိုတော့အဲကျွန်တော် PIO PIA အတွက်တပတ်တာလှုပ်ရှားမှုအလူငွေကောက်ခံပေးနေတဲ့ထောက်ပို့ငွေကောက်ခံပေးနေတဲ့လှုပ်ရှားမှု post တစ်ခုအောက်မှာ တယောက်ကလာပြီးတော့ comment ရေးတာပါမင်းတို့ဒေါ်လန်ကြီးကလွယ်လာ ਈ လားကွာတဲ့တခုခုလိုလာတိုင်းပြည်သူစီရပဲအလူခန်းနေတာတဲ့တခြားဘာမှမလုပ်တတ်တော့ဘူးလားတဲ့မင်းတို့ဒေါ်လန်ကြီးကတော်တော်လွယ်တာပဲကွာဆိုပြီးတော့တယောက်ကလာပြီးတော့မန့်ထားပါတယ်အဲ့တော့အဲ့ဒီစာသားကိုမြင်မြင်ချင်းကျွန်တော်နည်းနည်းတော့စိတ်ထဲစနိုးစနောက်ဖြစ်ော်တာပေါ့မင်းတို့ဒေါ်လန်ကြီးကလွယ်လာ ਈ လားကွာဟိုပြည်သူစီရအလူခန်းတာပဲလုပ်တတ်တာလားဆိုတော့ ဒီလောလောဆယ်တော့ကျွန်တော်တို့တက်ဖွဲ့တွေအနေနဲ့ပြန်စင်းစားကြည့်မယ်ကျွန်တော်တို့ထောက်ဖို့တွေအနေနဲ့ထောက်ဖို့လုပ်ပေးကြသူတွေနဲ့ပြန်စင်းစားကြည့်မယ်ဆိုရင်တော့လောလောဆယ်လက်ရှိအခြေအနေမှာတော့ပြည်သူစီကအလူခံတာပဲရှိတာ哦အဲ့ထားပါတော့တခြားဒေါ်လာရင်းထုတ်ကုန်တွေထုတ်တာထောက်ဖို့စီစဉ်တာတသက်တစ်တပိုင်းပေါ့အဲ့ဒါလည်းကျွန်တော်တို့အများကြီးကြီးကြီးမားမားဟိုမလုံနိုင်တဲ့အခါကျတော့ရာခိုင်နှုန်းအများစုကတော့ပြည်သူစီကပဲလက်ရှိအရှိတရားကတော့ကျွန်တော်တို့အလူခံတာပဲလုတ်တက်တာပေါ့သူပြောတဲ့ အတိုင်းလည်းမမှားပါဘူးဒါပေမဲ့စိတ်ထဲတော့ကတိကောက်ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်မင်းတို့အလူခံတာပဲလုပ်တတ်တာလားဆိုတော့ပြည်သူရှီကရဲဘော်တွေအတွက်အလူခံပေးရတာတော့မကျွန်တော်တို့ကဟိုအလူငွေများများရဖို့အဲနေရာအမှန်ကိုရောက်သွားဖို့စစ်စစ်မှန်မှန်စည်ရင်းနေနဲ့တိတိကျကျရှိဖို့ဆိုတာအများကြီးလောက်ရတဲ့အဆင့်တွေအများကြီးရှိတာဟိုကျွန်တော်တို့ဒီတိုင်းထိုင်းနေရင်တဲ့တပ်ဖွဲ့တွေအတွက်ဒီတိုင်းထိုင်ပြီးတော့ပြောနေတဲ့တပ်ဖွဲ့တွေအတွက်ငွေကဟိုချက်ချင်းဝင်သွားတာမှမဟုတ်တာကျွန်တော်တို့ပြည်သူတွေနဲ့အဲကျွန်တော်တို့စကားတွေပြောရတယ်ဗီဒီယိုကောတွေပြောရတယ်ပြည်သူတွေယုံကြည်မှုရှိအောင်ကျွန်တော်တို့နှစ်နှစ်လလာ တိဆောက်ရတယ်တရင်တက်ဖွဲ့တဲ့စီကိုတရရရောက်အောင်အလေအလွင့်မရှိအောင်ကျွန်တော်တို့စူးစမ်းကြရတယ်အဲ့တော့ရှေ့ကသူပြောတဲ့ဟာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လက်တလောချင်းတွေကတော့သိကြပါတယ်ဟုတ်ပါတယ်အရှိတရားကတော့ပြည်သူရေးစီကပဲကျွန်တော်တို့လက်ဖြန့်ပြီးတော့ရဲဘော်တွေအတွက်နေဖို့ပြီးလို့ရှိရင်တနေ့တာစားတော့ကြဖို့စားကြဖို့ပေါ့နော်စားကြဖို့နောက်ကစစ်တိုက်ကြဖို့ဒီစားဝိတ် တိုက်ရေးပေါ့ဗျာနေတာတော့ပကတ်နဲ့ဒီတိုင်းဖြစ်တယ်လို့နေကြတာဆိုတော့တိတ်ထွတ်ထွတ်ထူးထူးကြီးမကုန်ပါဘူးဒါတောင်မှကျွန်တော်တို့စကန်းလေးတွေဟိုဟိုမြောက်ချင်းတွေလုတ်တဲ့ခါကျတော့မကုန်ဘူးဆိုပေမဲ့လည်းတော်တော်တော့အသုံးစရိတ်တော့ရှိပါတယ်အဲ့တော့နေ့စဉ်ထမင်းစားဖို့ထမင်းစားဖို့နေ့စဉ်ထမင်းစားဖို့နောက်တစ်ခါဟိုစစ်တိုက်ဖို့ဟိုဝစ်ဖို့ပေါ့ဝစ်ဖို့ဆိုတာကဟိုလိုအပ်တာဟိုမရှိတဲ့မှကျွန်တော်တို့ဒီတိုင်းပစိုးဆွေလဲတိုင်းပြီးတော့ဟိုတော်လိုင်းရဲ့အစကာလကလို့ပစိုးဆွေလဲတိုင်းပြီးတော့တိုက်နေလို့ အဆင်မပြေနိုင်ဘူးမိုးရင်းကာလရှိမယ်ဆောင်းရင်းကာလရှိမယ်ပြီးလို့ရှိရင်ကြည်ကားတွေဖနက်လိုအပ်ချက်တွေအုတ်ထုတ်ကြည်ကားအုတ်ထုတ်လိုအပ်ချက်တွေဒါတွေရှိနေတဲ့အခါကျတော့ဒီအခြေအနေတွေအကုန်လုံးကိုပြည်သူရှီကအလူခံလို့ရတဲ့ငွေနဲ့ပဲအလုံးကရာဂိုင်းတို့အများစုကရက်တည်နေကြရတာဖြစ်တယ်အဲ့တော့ခုနကွန်မန့်နဲ့ပတ်သက်ပြီးတော့ကနအူပြောချင်တာပါသူမတ်နာလည်းမမပါဘူးဒါပေမဲ့မင်းတို့ဟို negative အမြင်နဲ့ပေါ့နော်မကောင်းတဲ့အမြင်နဲ့မင်းတို့တော်လန်ရေးကလွယ်လာရည်လားတော်လန်ရေးကမလွယ်ပါဘူးတော်လန်ရေးကမလွယ်ပါဘူးအဲ့တော့မန့်နေသူကတော့ ဟိုဘယ်ခေတ်ဘယ်အခါနေပြီးဟိုအနောက်နိုင်ငံတခုခုပါဟိုအမေရိကတို့ US တို့တခြားကနေဒါတို့ရောက်နေတဲ့ဟိုဂျမ်ဟိုကတော့ပါရဲ့ဂျမ်ဟွာတွေပေါ့ဂျမ်ဟွာတွေကနေပြီးတော့တက်ရောက်ပါပဲဟိုလူငယ်တွေကတော့ဂျမ်လီလို့သုံးဆွဲတယ်ဘာလို့လဲဆိုတော့ဟိုအပြစ်ပြောမယ်သူတို့ကိုယ်တိုင်လည်းပါဝင်မှုမရှိဘူးအာဒီလိုမျိုးအပြစ်ထိုင်ပြောမယ်အပြစ်တင်မယ်ဆိုတော့လောက်ရက်တွေကိုပဲလောက်လေရှိတယ်ဂျန်လီတဲ့ကတက်ရောက်ကနေပြီးတော့ ပြောဆိုခြင်းဖြစ်ပါတယ်ကတော့ပါဒီစကားကိုတော့ကတော့ပါဒါလူငယ်တွေကြားမှာသုံးသုံးနှုန်းနဲ့စကားမလို့ကျွန်တော်အသုံးဆွဲပြီးတော့ပြောခြင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီအရွယ်တွေတိုင်းလဲဒေါ်လာရေးမှာမကူညီဘဲနဲ့အဲ့လိုမျိုးပုံစံဖြစ်နေတာတော့မဟုတ်ပါဘူးတချို့ဆုံးမျိုးတွေကပဲဒီလိုမျိုးဟိုအလုပ်လုပ်နေတဲ့သူတွေစိတ်နှောက်ရှက်ဖြစ်အောင်သူတို့ကိုယ်တိုင်လည်းအရာထင်အောင်ဘာမှမလုပ်လုပ်တဲ့သူတွေကိုလည်းခုနလိုမျိုးအပြစ်တင်တဲ့စကားတွေပဲလိုက်ပြောနေတဲ့သူမျိုးတွေပါအဲ့တော့ဘာပဲဖြစ်ဖြစ်သူပြောတာလဲမတော့မမပါဘူးဒါပေမဲ့ပြောတဲ့ပုံစံက negative မြင်နဲ့ဟိုမင်းတို့ဒါပဲလုပ်တတ်တာလား ဘာပဲလုတ်တထားလားညာပဲလုတ်တထားလားဆိုပြီးပြောတဲ့အခါကျတော့ကျွန်တော်တို့စိတ်နေနေဖုတ်တယ်လို့မျိုးဖြစ်သွားတာပေါ့ဒါပထမဆုံးတွေ့ရတဲ့ comment အကြောင်းအရာနဲ့ပတ်သက်ပြီးတော့စကားပြောခြင်းဖြစ်ပါတယ်အဲ့တော့တောက်လျှောက်ပေါ့နော်တောက်လျှောက်နှစ်လဝင်းကျင်နီးပါးလောက်တော့ရှိပြီအဲကျွန်တော်ပထမတစ်ခေါက်မှာကိုမိုက်ခဲတို့အတွက်ကြံစီကြည်စံ campaign လုတ်တဲ့အခါမှာပြည်သူ300 400နီးပါးလောက်နဲ့စကားပြောရတယ်တချို့ကျတော့စာရိုက်ပြီးတော့စကားပြောရတယ်တချို့ကျတော့အများစုကတော့အလင်ခံရမှာဆိုလို့ကျွန်တော်ဗီဒီယိုကောခေါ်ပါလို့ပြောတဲ့အတွက် ဗီဒီယိုကောခေါ်ပြီးတော့ပြောရတဲ့အခါကျတော့ပြည်သူလူထုရဲ့စိတ်အားထက်သန်မှုနဲ့သူတို့ရဲ့အပင်ပန်းခံပြီးမှုကကျွန်တော်တို့လက်ဖျားခါလောက်တယ်။အဲ့တော့ဒီရက်တောင်မှကျွန်တော်တို့ဒီထိုင်းမှာရှိတဲ့ကျွန်တော်ညီကိုကော်ဆန်းလို့ခေါ်တာပေါ့ထိုင်းမှာတော့ဒီအခြေခံဟိုဘယ်လိုပြောမလဲဆောက်လို့အရေးလုပ်ငန်းလုပ်ကင်တဲ့ညီတယောက်အဲ့ဒီညီတယောက်ကနေပြီးတော့ကျွန်တော်အကိုရေးတဲ့ကျွန်တော်ဒီတစ်ခေါက်အဲဒီတစ်ဖြတ်ထွက်လို့ရှိရင်တော့ကျွန်တော်ဟိုကြည်ဘိုး ရဲဘော်တွေအတွက်ကျွန်တော်ကူအောင်မယ်ဗျာဆိုပြီးဖုံးဆက်လာကျွန်တော်အကူနဲ့ဆက်သွယ်ရကြတယ်ကူအောင်မယ်ဗျာဆိုပြီးဖုံးဆက်လာကျွန်တော်အချင်းပိုးတွေ overtime နေဆင့်ထားတယ်ဒီတစ်ခါတော့ကျွန်တော်တို့ရတဲ့ဟာတွေကနေပြီးကျွန်တော်များများလှူနေအောင်ကြိုးစားနေရဆိုပြီးတော့ဟိုတကယ်အုတ်ထုတ်အဝါစောင့်ထားပြီးတော့အင်ကြီးခက်နွမ်းနွမ်းနဲ့ရုပ်ကြမ်းကြမ်းနဲ့တကယ်ကာယလှုပ်သားကျွန်တော်တို့ညီကိုတွေနောက်ထပ်အများကြီးပါပဲအဲ့တော့ပြည်သူလူထုရဲ့တော်လိုင်းအပေါ်မှာထမ်းပိုးပေးထားမှုနဲ့စိတ်အားထက်သန်မှုကတော့ခုနကကျွန်တော်တို့ပြောခဲ့သလိုမျိုးပဲအံ့ဩရတယ်လက်ဖျားခါလို့ရတယ်အဲ့ဒီအတွက်လည်း အမြဲတမ်းဟိုအာနာသိဖြစ်ပြီးတော့ကျွန်တော်ဂုံယူရတယ်ဒီလိုမျိုးပြည်သူလူထုထမ်းပို့ထားပေးလို့လေတစ်ဖက်မှာရှိနေတဲ့ရဲဘော်တွေတစ်ဖက်မှာခုနပြောလိုမျိုးပြည်သူရှိရပဲလက်ဖြန့်နေရတဲ့ရဲဘော်တွေရက်တင်နိုင်ခြင်းဖြစ်တယ်။နယ်မြေတွေချဲ့ထွင်နိုင်ခြင်းတပ်တွေကိုတိစောက်နိုင်ခြင်းစုဖွဲ့နိုင်ခြင်းဖြစ်တယ်။အဲ့တော့ကျွန်တော်ခဏခဏပြောတဲ့စကားလိုပဲကို့အိမ်မှာမိသားစု656ရှိတဲ့မိသားစုတစ်ခုကိုတောင်တလတာလေပတ်ဖို့မငတ်အောင်ကျွေးထားနိုင်ဖို့အဝတ်အစားသင်ပေးဖို့ဟိုတခြားအထွေထွေကျန်းမာရေးလိုအပ်ချက်ဟို ်ကျောင်းတက်တဲ့ကလေးတွေရှိတယ်ဆိုရင်ကျောင်းစရိတ်ဒါတွေလဲပတ်ဖို့၄၅၆ရောက်ရှိတဲ့မိသားစုတစ်ခုလဲပတ်ဖို့တော့မှာပဲအဲ့ဒီမိသားစုတစ်ခုမှာတာဝန်ယူပြီးတော့ငွေရှာနေရတဲ့မိဘတွေအိမ်တော်ဦးစီးတွေအဖေအမေတွေသူတို့ဘလောက်ထိရုန်းကန်ရဲဆိုတာအားလုံးမိသားစုတွေကျွန်တော်တို့ပြည်သူတွေအားလုံးသိကြပြီးဖြစ်ပါတယ်အဲ့တော့တက်တစ်ခုယာကန်တိုင်းနဲ့ကြီးပြီးတော့ရှင်တချို့ဆို150ရာတချို့ဆိုလို့ရှိရင်အင်အားတအားကောင်းတဲ့တက်တွေဆိုလို့ရှိရင်300နေပါအထိရှိတဲ့ အဖွဲ့တွေလည်းရှိတယ်ဟိုတိုင်ရင်တစ်ခုတစ်ခုမှာတချို့ကတော့တရားယာကနန်းဆွန်းဆွန်းပဲရှိတယ်အဲ့တော့အဲ့ဒီယာကနန်းကြီးကိုတလတာတလတာထမင်းကျွေးထားနိုင်ဖို့တော့ကျွန်တော်တို့ရုံးကန်ရတဲ့ရုံးကန်မှုကမလွယ်ဘူးအရင်တည်းကကျွန်တော်အဲ့ဒီကရင်နီမှာနေခဲ့ပြီးတော့ကရင်နီကဟိုတိုင်ရင်ကဆ iam မတယောက်နဲ့စကားပြောပြတော့ဆ iam မရေးလို့ကျွန်တော်ရဲဘော်တွေကိုဟိုဒီ YouTube ကနေပြီးတော့ငွေထုတ်လို့ရှိရင်တော့ပတ်စံလေးရလို့ရှိရင်တော့ဟင်းတစ်နှစ်လောက်ကျွေးကျင်သေးတယ်လို့ကျွန်တော်ကရင်နီမှာကြားရင်းနေခဲ့ပြီးတော့အဲ့တော့ကျွန်တော်တငငင်းရဲဘော်တွေရှိတဲ့ခါတော့အဲ့တော့ အော်အတားဟင်းနဲ့ကျွေးမယ်ဆိုလို့ရှိရင်ရဲဘော်တွေတနက်စာတနက်စာနော်ဟင်းတနက်စာဆိုလို့ရှိရင်ဘယ်လောက်လောက်ကြနိုင်လဲဆိုတော့9သိန်းနဲ့6သိန်းအဲ့ဒီဝင်းကျင်ကြနိုင်ဒါတနက်စာပဲရှိသေးတယ်နော်တနက်စာမြန်မာဝင်9သိန်းနဲ့6သိန်းပြီးတော့ဟင်းကောင်းကောင်းနဲ့ပေါ့ဗျာအတားဟင်းနဲ့ပေါ့ကြက်သားတို့ဝက်သားတို့အမဲသားတို့နဲ့ပေါ့ဒါတော့မှကြက်သားနဲ့အမဲသားနဲ့ဈေးကွာခြားတဲ့ခါကျတော့ကုန်ကြေးသိပ်ပို့ပြီးတော့ဟိုကွဲပြားနိုင်သေးတယ်အဲ့တော့အဲ့လိုအခြေအနေမျိုးဖြစ်တဲ့အတွက် တရင်တစ်ခုတစ်ခုမှာတကယ်တမ်းရဲဘော်တွေရဲဘော်တွေဆိုတာလဲကျွန်တော်တို့ဟိုအသက်ငယ်တဲ့သူတွေများပါတယ်တချို့ဆိုရင်ကျွန်တော်တို့ထက်၄နှစ်၅နှစ်တောင်ငယ်တဲ့၂၄၂၃အဲ့ဒီအရွယ်တွေပါတချို့တရင်မှုဆိုဘုံမိုက်ခဲတော်မှာဟို၂၄အရွယ်ပဲရှိတယ်ဆိုတော့အဲတခြားတက်ဘော်တွေလည်းထုံကြီး၎င်းပါပဲရဲဘော်တွေကအငယ်တွေပါပဲအဲ့တော့အဲ့ဒီရဲဘော်အငယ်တွေကပဲသူ့လက်အောက်မှာရှိတဲ့သူ့ရဲဘော်ရဲဘက်တွေကိုတလားတလားတလားထမင်းကျွေးထားနိုင်ဖို့တော့ကျွန်တော်တို့ဟိုတော်တော်လေးရုန်းကန်ရတဲ့အခြေအနေပါအဲ့တော့တချို့တက်တွေဆိုလို့ရှိရင်တပတ်နေလို့တော့မှအသားရင်တရင်၂ရက် သုံးလေးရက်ကျွေးနိုင်မှုဆိုတာခက်ခဲပါတယ်အဲနာမည်ကြီးတဲ့တက်တွေနာမည်ကြီးရဆိုတာလဲဟိုလူဒုကတိတဲ့တက်တွေကတော့ပို့ပြီးတော့လွယ်ကူတာပေါ့ဗျာလူဒုကလည်းတိတဲ့ယုံကြည်မှုလည်းရှိပြီးသားဖြစ်တဲ့အတွက်ကြတော့လွယ်ကူတဲ့ခါဟိုဘာပဲဖြစ်ဖြစ်အဆင်ပြေကြတာပေါ့လူဒုမတိတဲ့တက်တွေလည်းရှိတယ်အဲ့တော့နိုင်ငံလုံးရဲ့ စစ်မျက်နှာတွေမှာထမ်းပိုးထားရတဲ့စစ်ရဲတာဝန်ကိုထမ်းပိုးထားရတဲ့တပ်တွေအားလုံးကိုလူတို့ကသိကြတာမဟုတ်ဘူးတချို့တပ်တွေကကြတော့သူတို့ရဲ့စစ်ရေးအခြေအနေတွေအရာမဟာမိတ်တွေနဲ့အတူပူးတွဲပြီးတော့လောကဥမာထားပါတော့အေအေရဲ့နေမြေတွေထဲမှာဟိုစစ်ရေးရာစုဖွဲ့ပြီးတော့တိဆောက်ပြီးတိုက်ပွဲဝင်နေရတဲ့တပ်ဖွဲ့တော်တော်များများဆိုလို့ရှိရင်တချို့စစ်ရေးပေါ်ဆောင်မှုတွေအလုံးလုံးနေရမှုတွေကိုကျွန်တော်တို့ကစိတ်ရှိသလိုမျိုးထုတ်ပြန်လို့ရတာမဟုတ်ဘူးမဟုတ်တဲ့အခါကျတော့ပြည်သူလူထုကအဲ့ဒီတပ်ဖွဲ့တွေကိုဟိုလူထုကြားထဲမှာအများကြီးပြက်ပြက်နက်နက် မသိတာမျိုးကြီးလည်းရှိတယ်ရှိတဲ့အခါကျတော့တို့ရဲ့ဟိုခုနလိုမျိုးဟိုအားကိုးတရားမင်းတို့ဟိုအလှပဲခံတတ်တာလားအလှပဲပြည်သူလူထုရှိရပဲလက်ဖြန့်တတ်တာလားဆိုအဲ့လိုလက်ဖြန့်ဖို့တောင်မလွယ်တဲ့အဖွဲ့တွေရှိတဲ့အခါကျတော့တော်တော်လေးရုန်းကန်ရပါတယ်အခုလည်းကျွန်တော်အဲ PIO PIA ပေါ့နော် PIO PIA ကဘယ်ဟာတက်ဖွဲ့လဲဘာလုပ်တဲ့အဖွဲ့လဲဘယ်လိုမျိုးဖွဲ့လဲဆိုတာတော့ကျွန်တော်နောက်ရကြရင်အဲ့ဒီအတောင်ရှိသူတယောက်နဲ့အင်တာဗျူးအသေးစိတ်ကျွန်တော်မေးပေးပါမယ်အခုတော့ကျွန်တော် PIO PIA တက်ဖွဲ့အတွက်တပတ်တာ အာဒီနေ့ဆိုရင်ကျွန်တော်9ရက်မြောက်နေပါနောက်တဲ့တနင်္ဂနွေနေ့ဆိုရင်ကျွန်တော်ရက်ပါဟိုဘာလို့လဲဆိုတော့ဟိုကြံစည်ကြီးစံကမ်ပိန်းကကျွန်တော်တလတစ်ခါလုပ်မဲ့ကမ်ပိန်းကြီးမားတယ်ဗောနော်ကြီးမားတဲ့ဟာတခုဒါကတော့ကျွန်တော်တပတ်တာအဲ့ဒီရဲဘော်တွေအတွက်စာဝေးနေရေးစာဝေးနေရေးလိုပဲသုံးသုံးဘယ်လိုပဲသုံးသုံးဗောနော်ထွေထွေသုံးသိစေဝါရိတ်ခါအတွက်လိုအပ်တဲ့ဟာတွေကိုရှာဖွေပေးနိုင်မှုအတွက်ဆိုပြီးတော့ကျွန်တော်အခုဒီနေ့ဆိုရင်9ရက်မြောက်နေ့ရှိပါပြီ၄ရက်မြောက်နေ့အထိကတော့မြန်မာငွေကျပ်သိန်း40ကျော်နဲ့ထိုင်းဘတ်1000ကျော် ရရှိထားပြီးဖြစ်ပါတယ်အဲ့တော့ဒီနေ့9ရက်မြောက်နေ့မှာလဲဒီညမှာကျွန်တော်သတင်းတက်ဆက်မှုကိုခဏနားပြီးတော့ YouTube မှာရှိတဲ့ကျွန်တော်အဲဒီဒီယုံကြည်ရတဲ့မိတ်ဆွေတွေတော်လှန်ပြည်သူတွေရော Facebook မှာရှိတဲ့တော်လှန်ပြည်သူတွေအလုံးရောလာပြီးတော့နှိုးတော်ခြင်းဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုနာမည်ကြီးတဲ့တက်တွေပဲဖြစ်ဖြစ်အချိန်ဒီအကြောင်းကြောင်းကြောင်းစည်ရေးထုတ်ပြန်မှုတွေကိုလင်းလင်းမြန်မြန်မလုံနိုင်တဲ့လူတို့ကိုအတိပေးအတိမပေးနိုင်တဲ့တက်ဖွဲ့တွေအတွက်လည်းကျွန်တော်တို့ကစုံစမ်းစစ်ဆေးထောက်လှမ်းပြီးတော့ ဟိုလူလိန်လူညာတွေကိုလည်းကြောက်ရသေးတာဟိုသူတို့အတွက်လည်းကျွန်တော်တို့ဟိုဖြစ်တင်းပေးဖို့လိုပါတယ်ဖြစ်တင်းရမယ်တာဝန်ရှိပါတယ်အဲသူတို့ကပို့ပြီးတော့လိုအပ်ချက်ကြီးပါတယ်တခြားနာမည်ကြီးတဲ့တပ်ဖွဲ့တွေကတော့အင်တာနက်လည်းအမြဲရတယ်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော် PIO PIE ဟိုတက်အဖွဲ့အတွက်တက်ဖွဲ့ကဘာဘယ်လိုမျိုးလှုပ်ရှားနေလဲဘာတက်ဖွဲ့လဲခုနကကျွန်တော်ပြောတဲ့အင်တာဗျူးချိန်ထတာနှစ်ရက်ရှိပြီသူတို့ဒီမှာ အင်တာနက်ရရှိဖို့အတွက်အခက်အခဲဖြစ်နေတယ်ဟိုမိဆက်တွေနှိုးဖို့အတွက်စီအခက်အခဲဖြစ်နေတယ်ဒါဒါတွေကြောင့်နှစ်ရက်ရှိပြီကျွန်တော်နဲ့အဲ့ဒီဟို PIO PIA တက်ဖွဲ့ရကိုတင်နွမ်းနဲ့အင်တာဗျူးမလုပ်ဖြစ်တာမနေ့ပြန်တော့ကျွန်တော်တို့မဖြစ်ဖြစ်အောင်ကျွန်တော်တို့စူးစမ်းပြီးတော့လုပ်ကြည့်မယ်ပြည်သူလူထုကိုအဲ့ဒီတက်ဖွဲ့ကဘယ်လိုမျိုးအဖွဲ့ဖြစ်တယ်ဆိုတာမျိုးကိုကျွန်တော်တင်ပြပါမယ်အဲ့တော့ အဲ့လိုမျိုးရဲဘော်တွေရဲဘော်တွေတပ်ဖွဲ့တစ်ခုစီတစ်ခုစီတိုင်းမှာကျွန်တော်တို့ယုံကြည်စိတ်ချရတဲ့တပ်ဖွဲ့ခေါင်းဆောင်တွေပဲဖြစ်ဖြစ်ရဲဘော်တွေရဲ့ထောက်ပို့တာဝန်ခံတွေပဲဖြစ်ဖြစ်လူလူကသိရှိဖို့လိုပါတယ်။တနည်းပြောမယ်ဆိုလို့ရှိရင်ခေတ်စကားအရဆိုအဲ့ဒီတပ်ဖွဲ့တွေထဲမှာဆယ်လီရဲဘော်တွေရှိဖို့လိုပါတယ်။ဆယ်လီဆိုတာကကျွန်တော်တို့ကဟိုဟိုဆယ်လီပေါက်ကရတွေနဲ့မျိုးလုံးနဲ့တော်တော်ရောလို့ရှိရင်ဆယ်လီလို့ပြောလိုက်ရင်လည်းဟိုဟိုအဲ့လိုစောက်တလွဲတွေပဲကတော့စောက်တလွဲတွေပဲမြင်တဲ့ဟာမျိုးလဲကျွန်တော်တို့ထားလို့မရပါဘူး။လူသိတယ်ပေါ့ဗျာ။ထားပါတော့ဆယ်လီလို့မသုံးပါနဲ့တော့။လူသိတဲ့လူထုကသိတဲ့မမှန်မှန်ကန်ကန်လုပ်နေတဲ့ ခေါင်းဆောင်တွေတာဝန်ခံတွေကိုလည်းလူလူကြားထဲမှာပြက်ပြက်နက်နက်နဲ့သိဖို့လိုအပ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုပောက်ကြရတွေရှောက်ပြောပြီးလူလူကဟိုတိတိတဲ့လူတွေကတော့ပွာလျောင်းထနေတာပါပဲ Facebook မှာငိုပြရေပြဆိုပြစားပြဖင်လှုပ်ပြရင်လှုပ်ပြပောက်ကြရလှုပ်ပြရင်းနဲ့လူလူကြားထဲမှာအများကြီးသိနေတာအာ ဟိုစတာပါ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 နောက်တာပါနောက်တာပါဆိုလဲနာမည်ကြီးတာပဲအဲ့တော့အဲ့လိုဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုမျိုးနာမည်ကြီးမဲ့ဟာတွေရဲ့နေရာမှာကျွန်တော်တို့တွေကတရင်တက်ဖွဲ့တွေမှာထောက်ဖို့တာဝန်ခံနေဥဆောင်နေတဲ့သူတွေကအဲ့လိုမျိုးဟိုလူလူသိဖို့လိုအပ်ပါတယ်ဒါမှလည်းကျွန်တော်တို့ကလူလူရှိမှလက်ဖြန့်ရတာလွဲကူမှာပါမဟုတ်လို့ရှိရင်တရက်တရက်ခုနပြောတဲ့တနက်စာဟိုအသားဟင်းနဲ့ကျွေးဖို့6သိန်း ၅သိန်းရနေ၆သိန်းကြားရှိဖို့လိုအပ်ပါတယ်ဒါဝတောင်ရှာဖွေဖို့အတွက်ခက်တယ်ဆိုလို့ရှိရင်ရေဘော်တွေအင်အားဖြစ်စေဖို့အတွက်ကျွန်တော်တို့တော်တော်ရုန်းကန်ရတယ်ဆိုတော့ကျွန်တော်တို့ခံမှန်းကြည့်ရင်ရပါတယ်အဲ့တော့ဒီညမှာတော့ငါးရမြောင်းနေဒီနေ့ PIO PIA အတွက်ပြုလုပ်တဲ့အဲတပတ်တာလှူရှားမှုလေးမှာအပါဝင်ပေးကြပါကျွန်တော်အခုဖော်ပြထားတဲ့ Viber ကနေပြီးတော့ကျွန်တော်ဟို YouTube မှာရှိတဲ့မိတ်ဆွေတွေကတော့ Viber နဲ့တဆင့်ဆက်သွယ်တာများတယ်ဆိုတော့ Viber ကနေလာပြီးတော့ဆက်သွယ်ပြီးတော့နိုင်သမျှ အာမနာပါနဲ့တချို့တော်တော်အားနာတယ်ဗျတသောင်းပဲလူနိုင်တယ်ငါးလောင်းပဲလွှင့်နိုင်တယ်ဆိုသူတို့မှဟိုနဲလို့ပါနဲတော့နဲတယ်နော်တချို့ဆိုရင်ငါးသောင်းလောက်လူနိုင်တာတော့မှဟာဟိုမောင်လေးရဲ့နဲသွားတယ်ညီလေးရဲ့ဟိုနဲနဲပဲလူနိုင်တာအားနာလိုက်တာကွာဆိုအာမနာပါနဲ့ကျွန်တော်တို့ကတယောက်တသောင်းပဲလူရင်ဆယ်ယောက်ပြအောင်စုမယ်ဗျဒါဆိုတသိန်းရမယ်အဲ့တော့တယောက်တည်းတသိန်းလူနိုင်မှာမဟုတ်ဘူးကျွန်တော်တို့အားလုံးရဲ့ခွန်အားနဲ့စီးလုံးညီညွတ်မှုအင်အားကိုကျွန်တော်ယုံကြည်တယ်ဒါကြောင့်မို့လို့အာမနာနဲ့ငါးလောင်းပဲပါဝင်နိုင်ပါဝင်နိုင်တသောင်းပဲပါဝင်နိုင်ပါဝင်နိုင်ဘယ်လိုပဲဖြစ်ဖြစ်လာခဲ့ပါ တော့ဖိတ်ခေါ်ပါတယ်အဲ့တော့ဒီညမှာတော့အများကြီးထွေထွေတူတူဆက်ပြီးတော့ပြောစရာမရှိပါဘူးသတင်းတွေကိုဒီညမှာခဏနားပါမယ်ဘာလို့လဲဆိုတော့ရေဝော်ရီအတွက်ဟိုပို့ပြီးတော့အကျိုးရှိတဲ့အကြောင်းအရာလေးကိုလည်းကြားဖြတ်ကြားဖြတ်ကျွန်တော်တို့အထူးအဆီဇင်အနေနဲ့ပြောဆိုရပါမယ်လှုပ်ရှားရပါမယ်အဲပြပါဝင်ရမယ်ပြည်သူတွေကလည်းပါဝင်ရပါမယ်အဲ့တော့ပြန်နှစ်ချုံမဲ့ဆိုရင်တော့ကျွန်တော်တို့ကပြည်သူလူထုစီကပဲဟိုအလူခံတတ်ပါတယ်ကျွန်တော်တို့တပ်ဖွဲ့တွေမူရစေးွားလဲမရောက်တတ်ဘူးဘိန်းလဲ မဆိုင်တတ်ဘူးတခြားစီးပွားရေးလည်းမလုပ်တတ်ပါဘူးပြည်သူလူထုဘဝလည်းအမျက်ထုတ်ပြီးတော့ဟိုစီးပွားမရှာတတ်ပါဘူးစီးပွားဆိုတာတတ်၃စီးမရှာတတ်ပါဘူးဂိတ်မှာဂိတ်ထိုးပြီးတော့အဲ့ဒီတက်ဖွဲ့အခုကျွန်တော်လုပ်ပေးနေ PIO PIO တက်ဖွဲ့ဆိုဂိတ်ဖွင့်ပြီးတော့ဟိုဂိတ်ကြီးကောက်ပြီးတော့လည်းမရှာတတ်ပါဘူးဒါကြောင့်မို့လို့ဟုတ်ပါတယ်ဟိုအစကပြောခဲ့သလိုမျိုးပဲအဲ့ဒီဦးလေးတယောက်မတ်ငယ်သလိုမျိုးပါမင်းတို့ကဟိုပြည်သူလူထုစီကအလှူပဲခံတတ်တာလားဆိုရင်အလှူပဲခံတတ်ပါတယ်အဲ့တော့ဒေါ်လန်ကြီးကလွယ်လှကြည်လားလို့ ဦးလေးမတ်နဲ့လွယ်လာကြီးလားဆိုရတာတော့မလွယ်လာပါဘူးဦးလေးကိုယ်တိုင်ပဲတက်ဖို့တွေတခုခုအတွက်တာဝန်ယူပြီးတော့ထောက်ဖို့တာဝန်တခုခုယူပြီးတော့အလှူပဲခံကြည့်ပေးပါအောင်အဲ့တော့ဒေါ်လာကြီးကတော့မလွယ်ကူလွတ်ပါဘူးဒါပေမဲ့လူလူစီကကျွန်တော်တို့အလှူခံတာပဲလောလောဆယ်ပဂရိချင်းနေမှာတော့လုတ်တတ်ပါတယ်ဒါကြောင့်မလို့ပဲအလှူခံပါတယ်ပါဝင်ပေးကြပါ PIO PIA တက်ဖို့အတွက်ဝိုင်းကူပြီးတော့ထောက်ဖို့ပေးကြပါလို့နှိုးဆော်ကြပါခင်ဗျာဒီလိုအားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ ကျမ်းမာရေးဂယုစိုက်ကြပါကျွန်တော်တို့ကျမ်းမာရေးကောင်းပါပဲအဲကျွန်တော်တို့ဒေါ်လာရေးရလဲနည်းနည်းအချိန်ကာလတစ်ခုဆက်ရုံးအောင်ပါဆိုတော့ကျွန်တော်တို့ကျမ်းမာရေးတွေကောင်းနေဖို့လိုအပ်ပါတယ်အားရှိနေဖို့လိုအပ်ပါတယ်စီးပွားရေးတွေလည်းပို့ပြီးတော့ကောင်းမွန်ဖို့လိုအပ်ပါတယ်စီးပွားရေးကတော့မအားလားလက်အောင်ပါအများကြီးကောင်းအောင်မလုပ်နိုင်ဆိုတာနားလည်ပေမဲ့ပို့ပြီးတော့ဟိုကောင်းမွန်လာဖို့အတွက်လည်းအလုတ်ကင်ခွင်းလန်းတွေအလုတ်ကင်တွေပို့ပြီးအဆင်ပြေလာဖို့အတွက်လည်းစုမကောင်းတောင်းပါတယ်အဲ့တော့မအားလားတို့အုပ်စုအကျန်းဖက်အုပ်စုကိုတော့အမြန်ဆုံးဖယ်ရှားနိုင်ဖို့ကျွန်တော်တို့နိုင်ရာတာဝန်တွေကို ကိုစီကိုစီပခုံးထမ်းပြီးတော့ယူကြအောင်ပါပါဝင်ကြအောင်ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။